ဟိဝိယံအမေရဲ့အင်တာဗျူးဗီဒီယိုအောက်မှာတားဖြစ်သူပိုင်တကွန်ကလည်းမကောင်းသလိုချွေးမဖြစ်သူလင်းမြဖူးကလည်းရုံညံ့တဲ့လူတယောက်ဖြစ်တယ်ဆိုပြီးတော့တွားရောက်ပြောဆိုခဲ့တယ်။ပိုင်တကွန်ရဲ့မိခင်ဖြစ်သူဒေါ်ကျူကျူမင်္ဂလာပါပရိသတ်ကြီးရှင်ယခုရက်ပိုင်းရက်တွင်တရုတ်ဆောင်ပိုင်တကွန်ရဲ့မိသားစုအတွင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးပရိသတ်တွေကအမျိုးမျိုးပြောဆိုနေကြသလိုတစ်ဖက်နဲ့တစ်ဖက်ကလည်းကိုမှန်ခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေကိုခြားပြနေခဲ့ကြတာလည်းဖြစ်ပါတယ် မလင်းမြဖူးရဲ့အတော်ဖြစ်သူကလည်းပိုင်တကွန်တို့ဇနီးမောင်နဲ့နှစ်ယောက်ပေါ်မှာပိုင်တကွန်ရဲ့မိသားစုတွေဘက်ကကိုကျင်းစာတရားမရှိတဲ့အပြုမူတွေလုပ်ခဲ့တယ်လို့ဖော်ပြခဲ့တာဖြစ်ပြီးပိုင်တကွန်ရဲ့အမားဖြစ်သူမေချစ်သွေးကလည်းပိုင်တကွန်ကမိမရပြီးတဲ့နောက်မှာအချိုးပြောင်းသွားတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ရေးသားပြောဆိုလာခဲ့တာဖြစ်ပါတယ်။အခုတစ်ခါမှဆိုရင်လည်းတရုတ်ဆောင်ဟေးဝီယန်တို့မင်္ဂလာဆောင်တုန်းကဟေးဝီယန်ရဲ့မိခင်ဖြစ်သူဒေါ်ဆန်ဆန်ဝင်းကိုအင်တာဗျူးထားတဲ့ဗီဒီယိုရဲ့အောက်မှာအမျိုးသမီးတစ်ယောက်ကချွေးမရကန်ကောင်းပါတယ်စိတ်ချလိုက်တော့တော့ တဲ့စကားကိုပြောခဲ့တာဖြစ်ပြီးအဲ့ဒီအောက်မှာတော့ပိုင်းဒကွန်ရဲ့မိခင်ဖြစ်သူဒေါ်ကျူကျူကမတ်ချူလိုပဲကန်ဆိုးတာပါ။သားကလည်းမကောင်း၊ချွေးမကလည်းရုံညံ့နေဟုဆိုကသွားရောက်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ပိုင်းကွန်ရဲ့မိခင်ဖြစ်သူဒေါ်ကျူကျူဟာတားဖြစ်သူနဲ့ပတ်သက်ပြီးအင်တာဗျူးဗီဒီယိုတွေမှာအမြဲတမ်းလိုလိုတားဖြစ်သူကသူမမျက်နှာမညှို့ညင်ရအောင်အမြဲတမ်းထားခဲ့သူဖြစ်ကြောင်းပြောဆိုခဲ့တာဖြစ်ပြီးမိသားစုတွေအားလုံးအပေါ်မှာလည်းတာဝန်ကျေခဲ့သူတားတယောက်အနေနဲ့ပြောဆိုခဲ့ပူတာဖြစ်ပါတယ်။ ဒါပေမဲ့အိမ်အောင်ကြသွားပြီးနောက်မှာတော့မိသားစုတွေနဲ့အဆင်မပြေဖြစ်ကပိုင်တကွန်ဘက်ကလုံးဝမဆက်သွယ်တော့လို့ပိုင်တကွန်ရဲ့မိခင်ကတော်တော်လေးကိုစိတ်ဆိုးနေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်မိသားစုရဲ့အတွေ့အကြုံတွေကို အခုလိုလိုင်းပေါ်မှာပြောဆိုခဲ့ရတာကနေစပြီးတိုင်းနိုင်ငံလုံးကပြည်သက်တွေလည်းသိရှိသွားခဲ့ကြရတာဖြစ်ပါတယ်။ အခုတခါလဲသားဖြစ်သူကမကောင်းသလိုချင်းမဖြစ်သူကလည်းရုံညံ့နေဆိုတဲ့စကားလုံးကိုသုံးနှုန်းခဲ့တာကြောင့်ဖာဒီကွန်ရဲ့မိခင်ဖြစ်သူဒေါ်ဂျူဂျူအပေါ်မှာပြည်သက်တွေကဝေဖန်ထောက်ပြနေကြတာလည်းဖြစ်ပါတယ်မိခင်တယောက်အနေနဲ့ကိုသားသမီးကလုပ်ပေးတဲ့တလောက်လုပ်ပေးခဲ့ပြီးအခုလိုအချိန်မှာဒီလိုစကားမျိုးတွေပြောနေတာကသားရဲ့ရှေးရီးကိုလည်းပိတ်ပင်ရရောက်သလိုသားဖြစ်သူနဲ့ချင်းမဖြစ်သူတို့အပေါ်မှာလည်းချိုးနှံရရောက်နေတာကြောင့်ပြည်သက်တွေကဝေဖန်ထောက်ပြနေကြတာလည်းဖြစ်ပါတယ်။